ရှွမ်ကုံမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ ရွှေလေးဘက်ကရောင်းဝယ်သူများကိုခောက်ယူစစ်ဆေးနေလို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ရွှေစည်းဆွဲတင်နေသူတွေနဲ့အွန်လိုင်းလေးဘက်ကရွှေရောင်းဝယ်သူတွေကိုတိုင်ကြားထားမှုတွေရှိတဲ့အတွက်တာဝန်ရှိသူတွေကခောက်ယူမင်းမြန်းစစ်ဆေးနေရလို့ရောင်းကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဝိုင်းချင်းအေးဥက္ကဋ္ဌဦးမျိုးမြင့်ကပြောကြားကြောင်းသိရပါတယ်။အွန်လိုင်းကနေလေးဘက်ကရွှေရောင်းဝယ်ပြုလုပ်ပြီးရွှေမပေးသူတွေနဲ့ရောင်းချရမှာလေငွေမပေးသူတွေကိုတိုင်ကြားထားရရှိတဲ့အတွက်အဲ့ဒီလိုလုံဆောင်သူတွေကိုသက်ဆိုင်ရာကခောက်ယူစစ်ဆေးနေရလို့ဆိုပါတယ်။ လက်တလောပြင်းရင်းဈေးမြင့်တက်နေတာကြောင့်ရွှေဈေးပုံမှန်ပြန်ပြင်းအောင်ဆောင်းဝန်းနေတယ်လို့ဥမျိုးမြင့်ကပြောပါရယ်ပြင်းရင်းရွှေဈေးကွက်တွေထဲမှာဈေးဆွဲတင်သူတွေနဲ့လေပတ်ကားရောင်းဝယ်သူတွေကိုထိန်းချုပ်နိုင်မယ်ဆိုရင်ရွှေဈေးပြန်လည်ကျဆင်းလာမှာဖြစ်တယ်လို့ဆိုပါရယ်ဒါအပြင်အွန်လိုင်းကနေရွှေရောင်းဝယ်သူတွေငွေစုဆောင်နဲ့ရောင်းချတာတာလီစနစ်နဲ့ရောင်းချတာနဲ့ကန်ဆမ်းမဲဖောက်ပြီးရွှေရောင်းထားရင်မပြူလို့ဖို့နဲ့ရွှေလုံငန်းရှင်တွေရွှေဆိုင်တွေနဲ့အွန်လိုင်းကနေတဆင့်ရွှေရောင်းဝယ်သူတွေအားလုံးရွှေနဲ့ပတ်သက်တဲ့ license တွေကိုမဖြစ်မနေရှောက်ထားကြ ားဖို့ YGEA ကဇွန်လ12ရက်မှာအထူးတတိပေးပန်ကြားလွှာထုတ်ပြန်ထားကြောင်းလည်းသိရပါရရှင်။